ဟောလီဝုဒ်လိုမျိုးတည်ဆောက်မယ်လို့ကြွေးကြော်ထားတဲ့မြန်မာနိုင်ငံကရုပ်ရှင်မျိုးတော်စီမံကိန်းကိုယင်းနေ့မြို့နယ်လူတွေမရှိတာကြောင့်ချံပက်လန်းကလွဲပြီးဘာမှမတည်ဆောက်နိုင်သေးဘူးလို့အနုပညာအတိုင်းဝိုင်းနဲ့နှိဆက်သူတွေစီကနေသိရပါတယ်။ရန်ကုန်တိုင်းလှေကုန်းမြို့နယ်မင်းကုံကျေးရွာနီးကမြေက200ပေါ်မှာရုပ်ရှင်မျိုးတော်စီမံကိန်းကိုအကောင့်ထဲပေါ်ဆောင်ရွက်နေရပဲဖြစ်ပါတယ်။အဲဒီစီမံကိန်းကိုစစ်ကောင်စီကအာဏာသိမ်းပြီးနောက်မှာအလင်းအမြန်အကောင့်ထဲပေါ်ဖို့စူးစမ်းနေတာပါ။ မြန်မာနိုင်ငံရုပ်ရှင်စီယုံကဦးဆောင်တဲ့အဲ့ဒီစီမံကိန်းဟာလက်ရှိအချိန်အထိချမ်ပလင်ဖောက်လုပ်ပြီးစရာကလွယ်ပြီးအခိုင်အမာအဆောက်အုံတွေ တခုမှမတည်ဆောက်နိုင်သေးဘူးလို့သိရပါတယ်။အမှုပညာအတိုင်းဝန်းတဲ့နေဆက်သူတဦးက Master Plan ဆွဲပြီးတော့လာရင်းနှီးဖို့ခေါ်နေတာကြပြီးပါမဲသူတွေက7ရက်နေနောက်ဆုံးထားပြီးရှောက်ပါဆိုတာကို အခုထိကျွန်တော်သိထားတာ2ရက်ပဲရှိသေးတယ်။ဘယ်သူမှစိတ်မဝင်စားကြဘူးလို့ပြောပါတယ်။ရုပ်ရှင်မျိုးတော်စီမံကိန်းကို230စီမံကိန်းအနေနဲ့ အကောင့်တွေပေါ်ဆောင်ရွက်မှာဖြစ်ပါတယ်။လက်ရှိမှာတော့ပနိုင်ထောင်ကြော်ညာတာချမ်ဘလန်ဖောက်လုတာနဲ့မိုးရရီတစ်ပင်ဆိုင်ပွဲတော့ကျင်းပတာကလွယ်ပြီးအကောင့်တွေပေါ်ဆောင်ရွက်နိုင်တာမရှိသေးပါဘူး။စစ်ကောင်စီနဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအုံတို့ပူးပေါင်းလှုပ်ဆောင်နေတဲ့ရုပ်ရှင်မျိုးတော်စီမံကိန်းမှာရုပ်ရှင်ရိုက်ကွင်းအသုံးပြုနိုင်မှုစတူဒီယိုတွေမျိုးနဲ့အသီးသီးကထင်ရှားတဲ့နေရာတွေကလေးကစားကွင်းတွေနဲ့ရုပ်ရှင်တွေကောက်ကွင်း ခြေရွာငယ်ပုံစံတွေနဲ့စားသောက်ဆိုင်တွေကိုပါထည့်သွင်းတိဆောက်သွားမှာဖြစ်တယ်လို့ကြေညာထားပါတယ်ရှင်။